ဘလုံးမကိုမတူတာသူကခိုင်းတာလုတ်တဲ့လူနဲ့ကိုကကိုအတိစိတ်တဲ့နဲ့အတိစိတ်တဲ့နဲ့ခံယူချက်နဲ့နော်အာနာရှင်ကိုတိုက်ထုတ်တဲ့လူနဲ့ဒီလိုမျိုးကြီးပပဆက်ဆက်ကြီးဒါဆက်စနက်နဲ့ပြက်တယ်ပေါ့နော်အဲ့လိုပြက်တာမင်းတို့ပြက်တဲ့နဲ့နေရလားဆိုတဲ့ဟာကိုမင်းတို့ဘောမာကြီးလည်းစဉ်းစားကြည့်ပေါ့နော်အာငါတို့ထောက်ခံနေတဲ့အဖွဲ့အစည်းကြီးကဒီလိုကြီးလောက်တာလားဆိုတဲ့အတွေးလေးတစ်စက်တောင်မဝင်ဘူးလား မင်္ဂလာပါကျွန်တော်ပြည်သူအမှန်ငါတို့တန်စီစံနေပြန်ပြီးတော့ကြိုးဆိုပါရစေဗျဘုံမင်္ဂလာပါ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 ဒါကျွန်တော်တို့ဒါအခုလိုမျိုးနှုတ်ခွန်းဆက်တာရေဆိုရင်တော့အခုလိုမျိုးပျော်ရွှင်ရွှင်ဖြစ်နေပြီဆိုရင်တော့တရေနေကောင်းလို့ဖြစ်ပါတယ်တရေကောင်းနေတဲ့အရင်စအောင်အဲ့ဒါတော့ဒါဘုံကကတားနေအင်းတော့စစ်ကူသွားအင်းအား150ပါလဲစစ်ကြောင်းအဲစစ်ကြောင်းကို KIA နဲ့ဒါ PDF ပူးပေါင်းတပ်ဖွဲ့တွေကဒါတိုက်ခိုက်တော့เนาะနှစ်ရက်ကြာတိုက်ပွဲတော်တွင်းမှာအယောက်40 ရောက်40မြောက်တော့ကန်တယ်အဲပြီးရင်29ရောက်အရှင်မိတယ်လက်နက်ခဲရန်နေလဲတင်းစီရမိရအများကြီးပဲပေါ့နော်အဲအဲ့ဟာတကယ်အခုတက်လာတဲ့တကယ် update သတင်းပေါ့အဲအခုဆိုရင်တော့ဒါသတင်းတပ်ပုံနေလဲတက်လာပြီးတွေ့လဲတွေ့တွေ့နေရပြီပေါ့နော်အဲ့မှာတင်းစီရမိခဲရန်နေလဲအများကြီးပဲပြီးတော့အဲ့ထဲမှာခုံခုံတွေ့တယ်တမခုံခုံဘတ်ဘတ်တစိတွေ့တယ်ပေါ့နော်ဒါခုံခုံဆိုတာလည်းတကယ်ပြောရင်တော့ဒီအာနာသိန်းကာလပြီးတဲ့အချိန်မှာပြည်သူတွေဆန္ဒပြကြတယ်အဲ့လိုဆန္ဒပြတဲ့အချိန်မှာရန်ကုန်မြို့ပေါ်မှာ ဒါဆက20နဲ့တွဲပြီးတော့အဲပြည်သူလူထုကိုဒါဆန္ဒပြဖြိုခွဲတာတွေနှိပ်စက်တာတွေဖမ်းဆီးတာတွေပြီးတော့ကျတော့ပြည်သူလူထုရဲ့ဒါဟိုပါဘောနော်ပိုင်ဆိုင်နဲ့ဆိုင်ကယ်တွေပဲဖြစ်ကားတွေပဲဖြစ်ဖြစ်ဒါမျိုးဟာတွေဖျက်ဆီးတာတွေတင်းယူတာတွေလုပ်ခဲ့တဲ့စောင့်ချင်မကောင်းတဲ့တက်မတက်မပေါ့နော်သူတို့တော့အမြဲတမ်းဒါဘုံစွာနဲ့ပြောတာရှိတယ်အဲ့ဒါ fighter tag fighter tag ဆိုပြီးပြောတာရှိရယ်ဟိုစစ်စင်ရေးကျွန်တော်ဒီစားကားလေးမှာကျွန်တော်နေရတဲ့ချိန်တော့ဆိုဒီကောင်တွေကအဲ့လိုစစ်စင်ရေးလုံးဝမလုပ်ရဘဲနဲ့ မြို့ပေါ်လုံကျွေးအဲရန်ကုန်မြို့ပေါ်လုံကျွေးကိုအဲနှစ်အကြာကြီးလောက်ခဲ့ရတဲ့တက်တခြားတက်တွေကမနာလိုရတဲ့တက်ပေါ့နော်အခွင့်အူးကန်တက်လို့ပြောရမှာဒါသူကရွှေကုံလုံကျွေးတို့အဲအဲ့လိုအဲ့လိုမျိုးပါလေနောက်ထပ်ဖျားရှိပါသေးရဲ့ဘုရားကဘာအေးကဘာအေးအဲအဲအဲ့အဲ့လိုအဲ့လိုမျိုးနေရာတွေမှာတကယ်နေရာကောင်းတွေမှာနေပြီးတော့အခွင့်အူးခံတဲ့တက်တွေပေါ့နော်အဲ့တက်တွေအခုအဲ့တက်တွေအခုနားကားနေပြီအဲ့ပြီးတော့အဲအဲ့မှာသွားတဲ့အချိန်မှာကျွန်မြန်သလောက်ပေါ့နော်ဒီလောက်အင်အား များတာလည်းပါသလိုခုခုနတေဆုံးတပ်ပုံနေလည်းကြည်တော့ဒါစစ်မှုတန်းဥတွေနဲ့အတင်းအကျပ်စုဆောင်းခံရတဲ့လူငယ်တွေလည်းဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ဆိုတော့ဒီလူငယ်တွေကိုပြောချင်တာဟိုနောက်ပိုင်းဆိုရင်နည်းနည်းဟိုဘယ်လိုပြောမလဲမမမမနဲ့ပြောရမလားမသိဘူးဗောနော်ဘာလို့လဲဆိုတော့အခုတပ်ဖွဲ့တွေကသူတို့နဲ့ပဲပြန်တိုက်ရတာပဲတိုက်ရပြီဆိုရင်ဒီဘက်ကလည်းအဲ့လိုမျိုးစစ်မှုတန်းဥတွေနဲ့စုခံရတဲ့လူငယ်တွေပါလားဆိုပြီးသိရင်စိတ်ကောင်းမှာမဟုတ်ပြီးရင်သူတို့လည်းအခြေအနေကောင်းလားဆိုတော့မကောင်းအခုတုံယုံနဲ့တည်ကြ ပြီးတော့တို့မိဘတွေလည်းစိတ်ဆင်းရဲရင်ကျိုးမယ်ပေါ့နော်ကိုမွေးထားတဲ့သားသမီးဘာမှမဆိုင်နဲ့မင်းအောင်လိုက်ကြောက်မလို့အသက်ပေးနေရတယ်ဆိုပြီးတော့ဒါတွေကိုမဖြစ်သင့်တော့မဖြစ်သင့်တော့ကြတော့ကျောင်းကတော့ရှောင်စီနေတာပဲဘလို့နည်းနဲ့ပဲဖြစ်ဖြစ်တော့ရှောင်စီနေတာပဲပါသွားပြီဆိုရင်ဒီဘက်ကရန်သူလို့တတ်မှတ်မှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျောင်းတက်ဖွဲ့တွေကိုလည်းတို့ကတိုက်ဖို့လာတာပေါ့နော်အဲဒါကြောင့်အယုဆာကိုတော့ဒါမဖြစ်ဖြစ်အောင်ရှောင်စီနေတယ်နီလန်မျိုးစုံရှိမှာပါပြောပြတော့နော်ဒါဒီကိုအသက်အနေနဲ့ရှင်လာပြီဆိုရင်တော့ ဘယ်ဟာမဆိုကျွန်တော်တို့လုံရဲဖို့တော့လိုတာပေါ့ဒီမှာဟိုဟာခက်ခဲလို့ဒီဟာခက်ခဲလို့ဆိုတဲ့ဟာမျိုးတွေကအခုလိုမျိုးအဖြစ်ဆိုးနဲ့ကြုံရတော့ဘာမှမထူးတော့ဘာမှလည်းမလုပ်ပေးနိုင်တော့ဘူးပေါ့နော်အဲအဲကြတော့ဟိုတော်တော်လေးစိုးစိုးရွအချင်းမျိုးတွေရင်မဆိုင်ရခင်မှာဘကူပြောင်းမှုလုပ်ပါတိုက်ပွဲထဲမှာတွေ့တယ်ဆိုရင်ကိုပဲဟိုနားလို့အတာကြီးလက်နဲ့ချအညံ့ခံတာအသက်ရှင်ဝင်ရအောင်ပေါ့နော်ဒါမျိုးပုံစံမျိုးလုပ်ပါအဲဆိုရင်တပ်ဖွဲ့တွေကတကယ်အသက်ရှင်တာဝန်ပေးတယ်ပြီးရင်မိသားစုနဲ့ဆက်သွယ်ခွင့်ရတယ်မိသားစုကိုပါရွှေ့ပြောင်းပေးတဲ့တပ်ဖွဲ့တွေရှိတယ် ဖြစ်ရောက်ကြတော့မိသားစုနဲ့ပြန်တွေ့ဖို့အခွင့်အရေးတွေများတာပေါ့ဘုံကအဲကြအဲ့လိုမျိုးဖြစ်အောင်ကျွန်တော်ကလှုပ်စေခြင်း ਨੇ နောက်တစ်ခုကတော့ဒါစစ်ကောင်စီကအခုဒါကတာဘက်ဆိုရင်သူကကျောင်းအရင်ဒီပြုံးလင်မှာတင်တတ်တက်ပြုံးလင်မှာတင်တတ်တက်ပြီးရချိန်မှာအုပ်ချုပ်မှုတင်တတ်ပါတော့အာလာသိမ်းပြီးကစားအုပ်ချုပ်မှုတင်တတ်တက်ပြီးရချိန်မှာအချိန်တွေတော်တော်ဆိုးနေဆိုးဆဆိုးပြီပေါ့ဆဆိုးတဲ့အချိန်မှာဆန္ဒပြရပါအကြောင်းမလို့ကားတွေကိုညှပ်ပဲကြည့်ဒါပြုံးလျာနေပြီးတော့မန်လေး95တက်ထဲကိုတွင်းတယ် အဲ့ဒီကနေမှကျွန်တော်မိုးညင်းလမ်းဘက်ကသွားတာအခုလမ်းပေါ့နော်မိုးညင်းလမ်းဘက်ကနေပြီးသွားပြီးတော့အဲ့မြကြီးနာကြီးကိုပတ်မြကြီးနာထိရောက်အောင်သွားတာအာမိုးညင်းအဲ့ဗမောက်ပါညာအဲ့ဘက်ကနေပတ်ပြီးမှဗမောက်ပြန်ဝင်ရအဲ့လိုပုံစံမျိုးတခွေးတစ်ဘက်ကြီးပေါ့နော်ညဘက်ကြီးသွားခိုင်းတယ်အဲ့အဲ့လိုမျိုးလမ်းကြောင်းမှာနောက်ဆက်တိုက်ခိုက်တာမျိုးတွေဖြစ်လာနိုင်တယ်ဆိုပြီးတော့ယူဆလို့ဟာအဲ့လိုမျိုးသွားရတာအခုသူတို့ရဲ့ပုံစံအဲ့အနေထားကိုဒါလုံးဝမလျော့သေးဘူးအင်းစစ်ကူသွားပို့တာပေါ့ကသွားပို့ရမယ့်နေရာကိုဝိတ်ဝိုက်ပြီးတော့သွားနေရတဲ့အနေထားပေါ့နော် ဒါအောင်လည်းအဲ KIA နဲ့ဒါပူပေါင်းတပ်ဖွဲ့တွေ PDF တပ်ဖွဲ့တွေကတေချာကိုစောင့်ကြိုပြီးတော့ပြင်းတဲ့အနေထားဆိုတော့စစ်တပ်ကမြေပြင်မှာစစ်ကူပို့ဖို့တော့မလွယ်တော့တဲ့အနေထားဖြစ်လာဟုတ်တယ်ရေချောင်းကလည်းမရတော့ဘူးအမိုက်ပုံကြီးတွေနဲ့ပို့နေလည်းမရဘူးတင်းမောမို့အမိုက်ပုံတွေအဲအဲနဲ့ပို့နေလည်းမရတော့ဘူးရန်ရင်နဲ့လေရင်နဲ့တို့ဒါပစ္စည်းတွေချပြီးရဆိုလဲလုံလုံလောက်လောက်မရဘူးရှစ်ကူတွေပါတယ်ပို့ရဆိုလဲအနေချင်းလောက်ပဲရောက်တယ်ဗောနော်ပြေဝမရဘူးပြီးတော့လူနာတွေတည်ထုတ်မယ်ဆိုတော့လေအကန့်အသတ်နဲ့တည်ထုတ်ရတဲ့အနေထားဖြစ်အဲ့တော့တော်တော်ကိုကျင်းတဲ့ကြတဲ့ရောက်တဲ့အနေထားဗောနော် အဲ့အနေထားကဒီတနေရာတည်းပဲလားဆိုတော့မဟုတ်တော့ဘူးကအခုဆိုရင်သူကကျန်တဲ့နေရာအကုန်လုံးမှာကစအခုလိုမျိုးဒါအပြင်းထန်တိုက်ပွဲဖြစ်တာမျိုးကြီးပဲဆိုတော့သူကဒီနေရာကလို့လဲဆွဲထုတ်ဖို့မဖြစ်နိုင်ဟိုနေရာကလို့လဲဆွဲထုတ်ဖို့မဖြစ်နိုင်အဲ့တော့စစ်ကောင်စီတပ်သားတွေပြောချင်တာမင်းတို့လာကူမဲ့တက်တရားစဒုက္ခရောက်နေပြီအဲ့တော့မင်းတို့လာကူမဲ့စစ်ကူလာမဲ့တို့ပြစ်ကူလာမဲ့တို့ဆိုတဲ့ဟာတွေကိုမျောမနေနဲ့တော့ကိုယ့်ရဲ့လက်ရှိအခြေအနေကိုပဲအကောင်းဆုံးဖြစ်အောင်စဉ်းစားလက်နှက်ချမလားညံ့ခံမလားလမ်းပြထောင်မလားဒါမျိုးကပဲတို့တို့ကအကောင်းဆုံးရွေးချယ်မှုဖြစ်မှာပေါ့ဟုတ်တယ်ကြီး ဟောပေါ့ဒီအာနာစတိမ်ပြီးပြီးချင်းမှာပေါ့နော်အာနာစတိမ်ပြီးပြီးချင်းမှာစစ်တပ်ကအင်အားတော်တော်ရုတ်ရော့သွားတော့နောက်ပိုင်းတော်လန်ကြီးကလည်းအရှင်ကုန်ကောင်းလာတဲ့အချိန်မှာအင်အားတော်တော်ရုတ်ရော့သွားရုတ်ရော့သွားတာကဘာတွေပါလဲဆိုတော့ CDN တွေပါတယ်ပြီးလို့ရှိရင်ဟိုဒီတော်လန်ကြီးတပ်တိုင်းသားလက်နက်ကိုင်တော်တော်လန်ကြီးတပ်ဖွဲ့တွေနဲ့ဟိုအရင်ကတည်းကဒါတိုက်ပွဲတွေဖြစ်ခဲ့တဲ့ပြီးတော့အခုအာနာသိမ်းပြီးမှလည်းထပ်ဖြစ်တဲ့အခါကျတော့ အမှလောက်ကိုင်းတိုက်ပွဲတို့ကချင်တို့ပါတို့ဆိုလို့ရှိရင်ဒါကြီးကြီးမားမားတွေဖြစ်ခဲ့တာပေါ့နော် ဖြစ်ခဲ့တာအဲ့မှာလဲစစ်တပ်ဘက်ကဒါတေတေဆုံးတာတွေအများကြီးကြုံခဲ့တာပေါ့ကြုံခဲ့တဲ့ခါကျတော့သူကအင်အားကအဲ့မှာတော်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 နှဲသွားတယ်ပေါ့ဒီအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာအင်အားတော်တော်နှဲသွားတယ်နှဲသွားတဲ့ခါကျတော့ဟိုသူတို့ကဘာလုပ်လဲဆိုတော့ဒါငါတို့လူင်ရနေလို့ခံရတာအဲလူင်ရနေလို့ခံရတာဆိုရည်ရွယ်ချက်နဲ့ဟိုစစ်မှုမထမ်းမနေရ ဥပဒေကိုအခုဆိုရင်ဘလားအပတ်စဉ်၁၁၁၁စားလုံးနေပြီ၁၁တိရောက်ပြီပေါ့နော်၁၁တိရောက်ပြီဆိုတော့၁၀ထားလိုက်၁၀နဲ့၁၁ထားလိုက်ပတ်စဉ်၉တိကတင်တန်းဆင်းပြီးွားတယ်၉တိအဲ့တော့တိကနေ၉တိဆိုလို့ရှိရင်ကြီးလေလူလူပေါင်းဘလောက်ရှိမလဲဆိုတော့တပတ်စဉ်ကိုတပေါင်းကြီးမားချက်နဲ့သွားတာ哦တပတ်စင်နဲ့နေရာခွဲပြီးတော့မှဖွင့်တာဖြစ်တဲ့အတွက်လူအလုံးပေါင်းလိုက်လို့ရှိရင်တပေါင်းဆိုတော့၉ဘက်စင်ဖြစ်သွားပြီ လူကိုးဆောင်ထပ်ပြီးတော့မွေးထုတ်ပြီးတော့မှထပ်ဖြည့်ပြီးတော့တော်လှန်ရေးကိုတိုက်နေတာဒီနေ့ဒီချိန်ထိပြန်ရလိုက်တဲ့နယ်မြေလေးတစ်ခုမြန်ရှိရလားဆိုတာစစ်ကောင်စီဘက်ကပြန်ပြီးတော့တုံ့တက်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပေါ့နော်မင်းအောင်လိုင်ကတော့တုံ့တက်မဲ့လူမျိုးပြောမနေတော့မင်းအောင်လိုင်ကတော့နောက်နောက်ပတ်စင်ဟိုစစ်မှုတန်းပတ်စင်တိကကောင်သေးွားရဲ့ပတ်စင်နှစ်ကကောင်လွတ်မယ်နှစ်ကကောင်သေးွားရဲ့သုံးကကောင်လွတ်မယ်အခု၉ဒီသေးွားလဲ၁၀ဆင်းတဲ့ကောင်ထပ်လွတ်မယ်၁၁ဆင်းတဲ့ကောင်ထပ်လွတ်မယ် နောက်ထပ်ထပ်ပြီးတော့မှစုဘာလို့လဲဟိုမြန်မာနိုင်ငံလူဘွာကဟိုဘယ်လိုပြောရမလဲကလေးရနေတိုင်းမွေးနေတာဟိုအဲ့တော့အချိန်တိုင်းဒီကောင်းနေ session နှစ်ပြည့်တယ်သူကတော့သူသူဟိုကလင်နာကြီးနဲ့ပေါ့နော်ပြက်ကလေးကြီးနဲ့ဆွဲပြီးတော့မှဒီ session နှစ်နဲ့35နှစ်ကြာကတော့ဘယ်နှယောက်ရှိတယ်သူကစီးရင်ကောက်ပြီးတော့ဘယ်နှယောက်ရှိတယ်အဲ့ဒီမှာနောက်ထပ်နောက်တနည်းဆိုရင်18နှစ်သားက session နှစ်သားဖြစ်လာမယ်ဒီကောင်လေးကိုထပ်ဆွဲစီလို့ရတယ်ဘလောက်ဖြစ်သွားပြီဆိုတဲ့ဟာကိုတွေ့ပြီးတော့မှသူက လူသားရေးမြစ်ကိုတွတ်ထုတ်ပြီးတော့မှ online တက်ဖွဲ့ကိုနှိမ်နေနေတာပေါ့နော်ဒါပေမဲ့ဘလို့မှမရဘူးမရတဲ့အချိန်ကြီးကပါလေဆိုတော့စိတ်တက်မတူခံယူချက်မတူဘလို့မှကိုမတူတာသူကခိုင်းတာလုပ်တဲ့လူနဲ့ကိုကကိုအတိစိတ်တက်နဲ့အတိစိတ်တက်နဲ့ခံယူချက်နဲ့နော်အာနာရှင်ကိုတိုက်ထုတ်တဲ့လူနဲ့ဘာလို့တော်လိုင်းရေးတက်ဖွဲ့မှာကညီမညက်ရှိတယ်ပန်းနိုင်ရှိတယ်အာနာရှင်ပြုတ်ကြဖို့အတွက်တိုင်းပြည်မှာတကယ်စစ်မှန်သောဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက်ဆိုပြီးတိုက်တာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစစ်တိုက်နေတာမင်းတို့ဘာဘာလို့တိုက်တာလဲဆိုရဲဘော်တယောက်ကိုသွားမေးကြည့်အဘဘာခိုင်းလို့တိုက်တာအဘရှေ့ကိုရှေ့ကိုတိုးခိုင်းလို့တိုးတိုးသွားနေတာကျွန်တော်ကျွန်တော်တို့ဒီဟာတိုးဟဲ့ဟိုကအာရခတက်တော့အေကရခိုင်ပြည်ကိုဘာလို့တိုက်လဲသူရခိုင်ပြည်လွမြောက်ဖို့အတွက်ဟိုမှာကဒီဥပမာအောင်တရားစစ်ကြောင်းပေါ့နော်ဟိုအောင်တရားစစ်ကြောင်းကိုနမူနာပြရမယ်ဆိုအောင်တရားစစ်ကြောင်းကတက်မ99ကလာတာ တမန်ငါငါအခြေဆိုင်တာကလောမှာအောင်းနီချမ်ပီယံကောဒီကကင်းဘီဘာလာလို့တော့အဲ့ရဲဘော်သွားမင်းနေမသိဘူးမဟုတ်ဘူးကျွန်တော်တို့လေရင်နဲ့ပို့လိုက်လို့ဆိုတာဒီနားမှာမင်းတို့မြဝတီရောက်အောင်မင်းတို့လမ်းလျှောက်နိုင်ရင်မင်းတို့ရဲ့ညီမညက်ကပြီးမြဝတီရောက်လို့လဲဘာအကျိုးကျေးဇူးရှိမလဲမင်းတို့လာတာတိုးမလားဘာဖြစ်မလဲဘာမှမဖြစ်ဘူးဒီတိုင်းဒီတိုင်းဒုံရင်ကဒုံရင်အဲ့တော့ခိုင်းတာလုတ်တဲ့လူနဲ့ညီလေးဒီဘက်ကတော်လိုင်းတက်ဖွဲ့ကညီမန်းကျက်နဲ့ သူ့ရဲ့ပန်းနိုင်တဲ့အလွတ်လွတ်နဲ့လူနဲ့ရီမန်းညက်ပန်းနိုင်ရှိတဲ့လူကရလို့မှုပို့ပြီးတော့မှပြင်းထန်တယ်စိတ်တက်ပြင်းထန်ရလို့စိတ်ပို့ပြီးတော့ပြင်းထန်တယ်သူကပုတ်ပြက်လုတဲ့လူနဲ့ညီလေးဟိုဟိုတို့ဟိုလာကသားနဲ့ကွာသလိုပေါ့ဟုတ်တယ်ဟုတ်ဟုတ်ဆိုတော်လန်ဟိတက်ဘွဲပုတ်ပြက်လုလုတဲ့လူလူတယောက်လိုပဲငါတို့ဒီဟာကြီးပြီးသွားရင်နားလို့ရပြီငါတို့ဓာကြီးပြီးသွားရင်လက်နဲ့ကိုင်းလက်နဲ့ကိုင်းလမ်းနေအောင်ငါတို့ဆွန့်လို့ရင်လည်းဆွန့်လို့မယ်သူကအိမ်ပြန်ရင်နဲ့ဟို PDF ရဲဘော်ရှိတယ်ပြီးရင်ចောင်းတက်လက်စ PDF ရဲဘော်တွေရှိတယ် ်တချို့ဆိုရင်စေတက်တို့ကနေပြီးကမှရောက်လာတာသူတို့ပြီးလို့ရှိရင်အသက်တာကြော်ရင်ကြောသွားမယ်ဒီမပြီးဆုံးနိုင်သေးတဲ့ဒီစေတက်တို့ပညာရက်တွေကို ပြန်တချို့ဆိုအင်ဂျင်နီယာចောင်းသားတွေရှိတယ်အတချို့ဆိုဒီဂျီဝါတွေအများကြီးပေါ့နော်ဟိုသူတို့မှာဂျီမန်းညက်တွေအများကြီးရှိတယ်ငါတို့ဒီဟာကြီးပြီးွားရင်ပုတ်ပြက်လောက်အောင်ငါတို့ဒီဟာပြီးွားရင်မင်းအောင်လိုက်ဖြုတ်ချပြီးွားလို့ရှိရင်နိုင်ငံကိုသူ့အတူဒီမိုကရေစီဟိုပေါ်ထွန်းနိုင်တဲ့အစိုးရလက်ထက်ကိုငါတို့အပ်ပြီးသွားတာ ਨੇ ငါတို့ကပြီးပြီဆိုတော့စိတ်ကူးစိတ်တန်းနေအကောင့်ထဲပေါ်ဖို့ငါတို့ရဲ့အနာဂတ်ဒီအကောင့်ထဲပေါ်ဖို့ဆိုပြီးတော့မှအလွတ်လွတ်တာစိတ်ကောင်းစီတပ်ဖွဲ့ဝင်တွေကဒါပြီးွားလဲအဲ့အောင်ဒီယာစီကြောင်းကြီးကမြားဝတီပြီးွားလဲမပြီးသေးဘူးဆက်ပြီးတော့လှိုးမှဒီကောင်းလေးကိုဘာလို့လဲသူကမသေးမချင်းလောက်ကိုင်းဒါပေမဲ့ तू ကဘာကွာလဲဆိုတော့ဒီကောင်းကြီးကလာငါတို့လာမြန်မြန်ကုန်ပါသေးစစ်တပ်ထဲမှာနေတော့လဲဒီတိုင်းပဲတွေးခဲ့ဘူးလာကုန်ပါသေးသူကလာလာကုန်ရဲမှာမိသားစုရဲ့ဝမ်းရည်ပြဿနာတို့လိုချင်တဲ့ဟာလေးတွေ အကလေးရပူဇာရင်လည်းလကသာလောက်ရတဲ့လောက်ရသူကလေးရပူဇာရင်လည်းဒါလကိုရင်ဝယ်ပေးမယ်တော့တမီလကိုရင်ဝယ်ပေးမယ်တော့ဆိုပြီးတော့နေရပြီးလို့ရှိရင်ခိုင်းခိုင်းတာကိုပဲလောက်ရတယ်ဘွာဘာကြီးမှန်းညံ့မှန်းလည်းမသိဘူးဘာမှန်းလည်းမသိဘူးနိုင်ငံအကျိုးဖြစ်ထွန်းနဲ့အလုပ်လားနိုင်ငံအကျိုးမဖြစ်ထွန်းနဲ့အလုပ်လားငါတို့ပြည်သူကိုဒုက္ခပေးတဲ့အလုပ်လားဒါကြောင့်လဲဟိုဟာဖြစ်တာဘွာအဲ့တော့ဟိုစဉ်းစားစေခြင်းနဲ့သုံးသက်စေခြင်းနဲ့အမှားမှန်ခွဲခြားစေခြင်းနဲ့ အဲလေတက်ဘုံကျဲတဲ့ကောင်လို့ပေါ့ငါဒီဒီဒီတချောင်းပြီးွားလို့ရှိရင်ပြီးပြီလေတက်ကောင်ကြီးတကယ်မိလာရင်ဘလို့မကိုကိုခွင်းလွန်းနိုင်တယ်အเจ้าကိုမရှိဘာဖြစ်လို့ဆိုညီ तू က तू ဂျူဒီချင်းလာပြီးတော့မှဝုန်းဆိုကျဲပြီးွားတော့လေရင်ပြန်ကြတာနဲ့ तू က तू က तू မိသားစုနဲ့အေးဆေးသွားပြီးတော့မှဖက်အိနေလို့ရပြီเนาะဒုက္ခလာပြီးွားတာပြည်သူလူထုကိုမှပြည်သူလူထုမှအောက်မှာဘယ်ပြည့်လို့ပြည့်ရမှန်းမသိအဲ့တော့ဒီကောင်ကြီး ပြီးရင်ပညာတက်ဆုံးကောင်တွေရဲ့လေတက်တို့ရေတက်တို့ကစစ်တက်မှာတဲ့ဒါပညာတက်ဆုံးပညာတော်ဆုံးလူသားတွေပေါ့နော်သူတို့ကတကယ်ကျွမ်းကျင်တဲ့ပညာရှင်တွေဖြစ်တယ်စင်သားစင်ញင်နိုင်စင်ញင်ုံတရားတွေအများကြီးရှိတဲ့လူတွေအဲ့တော့ဒီလူတွေကိုမိလာခဲ့လို့ရှိရင်တော့ဘလို့မှခွင့်လွတ်လို့မရတဲ့အနေအထားမျိုးရှိတယ်ပေါ့အဲ့ဒါလေးပြောချင်တာဟုတ်ဟုတ်ဟုတ်ဒါကတော့ဒါအခုဒီအောင်ပွဲပေါ့နော် အောင်ပွဲအင်အား150ပါတဲ့စစ်ကြောင်းဆိုတာနဲတဲ့စစ်ကြောင်းတော့လည်းမဟုတ်ဘူး တကယ်တကယ်သူတို့ရဲ့ပြစ်ကူပြစ်အားတွေပါလေကျွန်တော်တို့ထည့်တွက်မယ်ဆိုရင်တော်တော်ကိုဒါတိုက်ယူရမယ်အနေထားပေါ့နော်ဒါမဲ့လည်းအဲဒီကဒါကြောင့်ကိုစကားဖျက်လို့ပြောပါဘူးဒါကြောင့်ကိုစနပ်ပြောတဲ့ဟာမင်းတို့ဘလောက်တိုးတိုးအင်အား150ကိုငါတို့ဘက်ကတိုက်တယ်150နဲ့တိုက်ချင်မှတိုက်မှာဒါပေမဲ့စိတ်ဓာတ်နဲ့တိုက်တာဖြစ်တယ်ဆိုရင်မင်းတို့150မှာအလဲလဲကွဲကွဲဟုတ်တယ်ဟိုမှဟိုအလောင်းပုံနေဆိုလို့ရှိရင်မှာဖြတ်တောင်ဖြတ်ထားရတဲ့အနေထားမျိုးဟုတ်တယ်အဲဟုတ်တယ်နောက်ဆုံးဟိုသူတို့သွားကျင်တဲ့ရီမန်းချက်နေရာကိုမသွားနိုင်တော့ဘဲနဲ့နောက်ပြန်လှည့်ပြီးတော့ထွက်ပြေးရတဲ့အနေထား ပြီးရင်တက်ပါပြတ်သွားတယ်လို့ပြောလို့ရတယ်ဟုတ်ပါ40တေးတယ်29ရောက်ဖမ်းပြီး30ထားအဲ့မှာ80အဲ့မှာပြေးရဲ့အချိန်မှာပျောက်တာတွေဘာတွေညာတွေရှိအောင်မှာလုံးဝတက်ဝက်ကြော်ကြော် လောက်လစ်ထွက်သွားတယ်အဲ့ကျလုံးဝဖွဲ့စည်းပုံပြတ်ထွက်သွားတယ်ဗောနော်ဟိုတရင်တရင်အနေနဲ့ပြောမယ်ဆိုရင်စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ထွက်သွားတယ်စစ်ကြောင်းတစ်ကြောင်းနဲ့တခွဲပေါ့စစ်ကြောင်းတစ်ကြောင်းနဲ့တခွဲပြုတ်ထွက်သွားတဲ့အနေထားပေါ့အဲ့ကျတော့ ဟိုဒီဘက်ကတပ်ဖွဲ့တွေကမင်းတို့တိုက်ဖို့အဲ့လောက်ထိပြည်စုံနေလားဆိုတော့လည်းမဟုတ်ဘူးဟုတ်တယ်အဲဒါပေမဲ့တိုက်တဲ့ဟာကစိတ်ဓာတ်တွေနဲ့တိုက်နေတာဖြစ်တယ်ပြီးရင်ရီမန်းချက်တွေနဲ့တိုက်နေတာဖြစ်တဲ့အတွက်မင်းတို့အခုလိုမျိုးမရှိမလားခံရတယ်ပေါ့နော်အဲ့တော့စုကဒါအပတ်စဉ်30မကလို့17ပဲဖြစ်ဖြစ်17ပဲဖြစ်ဖြစ်လို့တပ်ဖွဲ့တွေကတော့ဆက်ပြီးတော့ကျုံးပါပဲပေါ့နော်အဲ့ဒါကြောင့်အဲ့လိုမျိုးကျုံးခံရတဲ့အထဲမှာမပါစေချင်လို့အခုလိုမျိုးအဲ့တော့ညီလေးပြောတဲ့အထက်မှာလည်းပါတယ်လေ။ဘာကြောင့်လဲဆိုတော့ဟိုကိုရောင်စဉ်းစားမိရတာမပြောသင့်လိုင်းမှာမပြောသင့်မပြောရတဲ့ဇာကလုံးပေါ့ကြည့်။အဲ့ မိပါကွာအမွေပြက်ကျင်ညာလိုက်မယ်ကွာဟုတ်တယ်မသွားတမင်းမင်းရမင်းလို့လို့ရကြွရဟိုပါပြီးပြီးရင်တရေတိုင်းဟုတ်တယ်ဒီကောင်မိပါတကယ်ဟိုပါဖြစ်လို့ဆိုရဲပြီးတခြားနီးလန်းနေရှိသေးတယ်ပြောပြတာနီးလန်းပါနော်နီးလန်းတခြားနီးလန်းနေရှိသေးတယ်နီးလန်းနေအများကြီးရှိသေးတယ်နော်ဒီလိုမျိုးဟိုပါဖြစ်ဖို့တွေအာငါတို့တားကိုထဲထဲမှာကိုရမယ်ငါတို့ပြဿနာရှာမှာဆိုလို့ပြဿနာရှာမခံရအောင်လို့ကျန်တဲ့နီးလန်းနေအများကြီးနဲ့ကိုယ့်ရဲ့တာသမီးကိုဟိုပါဖြစ်လို့ရတယ်ပေါ့နော်အဲ့တော့တော်လိုင်းတက်ဖွဲ့နဲ့ထိတ်တိုက် တွေ့စေချင်တာလားတွေ့စေချင်တယ်ဆိုလို့ရှိရင်လည်းထဲထဲပေးလိုက်တော်လိုက်တက်ဖွဲ့ကတနက်ကိုကင်လာခဲ့စစ်တက်ကမှအရွယ်လာလာစစ်တက်ကမှ तू ကရှည်တန်းထွက်လိုက်နားလိုက်ဆာကဆာရှည်တန်းထွက်လိုက်နားလိုက်ဟိုးအရင်တော့နေခဲ့တာပြီးရင်ဒီနေရာတိုင်းသားလက်နဲ့ကင်ကဟိုဟာဖြစ်တယ်ဆိုလို့ရှိရင်နည်းနည်းဟိုဘယ်လိုပြောမလဲအင်းအားနည်းနည်းကြီးထွားလာတဲ့အနေမြေတွေပိုင်ဆိုင်မှုတွေပိုများလာပြီးတော့မှဟိုဟာဖြစ်တယ်ဆိုရင်တနိုင်ငံလုံးမှာရှိတဲ့စစ်တပ်တွေအကုန်လုံးတော့ အုံပြီးတော့မှသွားတိုက်လိုက်တနေ့နေ့လောက်သွားတိုက်ပြီးွားနဲ့ငိန်ဝိုင်းဆိုတဲ့ပြန်လာလိုက်နားလိုက်မဟုတ်ဘူး PDF တွေကတောဆခိုးကလေးကဒီနေ့ဒီချိန်ကြီးလက်နဲ့တနက်နဲ့ပြက်ခဲ့တဲ့လူဆိုတာမရှိဘူးနေ့တတူကအဲ့လဲဒီတနက်နဲ့စားလဲဒီတနက်နဲ့အတူတူလမ်းသွားလဲဒီတနက်နဲ့လင်မယားလို့ဖြစ်ပြီးတော့မှတနက်နဲ့အတူတူနေလာခဲ့တဲ့လူနဲ့မင်းတင်တန်း၃လောက်တက်ပြီးတော့မှဆင်းလာခဲ့တဲ့မင်းတို့ကတော့ စင်းကိုစင်းကိုမစင်းသားတာညီလေးနောက်ပြန်မပြစ်မယ်လို့ပြောပြောချင်တာဟုတ်တယ်နာတာအာပွားပဲမင်းတို့ကတော့နော်အဲ့တော့ဒါကတော့ဒါဒီခုစင်မူတန်ပတ်စင်တဲ့ပတ်သက်တဲ့ဟာတွေပြီးရင်ခုနလိုလုံးဝစစ်ကြောင်းမှာဖွဲ့စည်းပုံပြက်ပြီးတော့ထွက်ပြေးသွားတဲ့ဟာတွေနဲ့ပတ်သက်လို့ပြောတာပေါ့နောက်တစ်ခုကတော့ဒါစစ်တပ်ကတော်တော်လေးဟိုစစ်တပ်ဘက်ကကောင်တွေကိုစဉ်းစားကြည့်ကြနော်ဗျာကျွန်တော်တို့ပြည်သူကတော့သိပြည်သူလည်းသိတယ်ဒေါ်လာရေးတက်ဖွဲ့တွေလည်းသိတယ်စစ်တပ်ဘယ်လောက်ယုံပါလဲဆိုတာပေါ့နော်အဲ့တော့စစ်တပ်ကိုထောက်ခံနေပါတယ်သူတွေပေါ့နော်အခုဒါနောက်ချုံမှာ တို့ဒါဒီရတပြည်သူတွေပဲရှိတဲ့နေရာပေါ့နော်ပြီးရင်ဒါဟိုဟာပေါ့စိန်ရနာစိန်ရနာပရိယတိစာတင်တိုက်ဒါကြီးကိုဘုံကျဲချပြည်ဘုံကျဲချတဲ့အချိန်မှာလည်းအဲတို့ကရေးရတာ150ပေါ့နော်အမှန်တော့900ဖြစ်မှာပေါင်900လုံးလုံးပြင်းသွားတာပေါ့နော်ပြီးတော့ကျတော့ဒါဟိုဟာ23 mm တွေနဲ့လည်းပစ်သွားတယ်ဆိုပြီးတော့တိရအဲ့တော့အဲ့မှာဒါညံတော်မူသွားတဲ့ရန်2ပါးရှိတယ်တာမဏိ4ပါးရှိတယ်ပြီးတော့မျိုးသားတအူးမျိုးသမီး2ဦး အဲ့အရာတွေရှိတဲ့အပြင်တခြားထိခိုက်တံရရတဲ့သူတွေလည်းအများကြီးပဲဒီနေရာကြီးကစစ်ရေးပြမဟုတ်မဟုတ်ဆိုတဲ့ဟာကိုမင်းတို့တက်ထောက်ခံတဲ့သူတွေစဉ်းစားဖို့ပြောတာစစ်တပ်ကဒီနေရာကြီးကိုဘုံကျက်ပလိုက်တယ်ဒီလိုမျိုးကြီးပက်ပက်ဆက်ဆက်ကြီးဒါဆက်စနက်နဲ့ပြစ်တယ်ပေါ့နော်အဲ့လိုပြစ်တာမင်းတို့ပြစ်တဲ့နေရာလားဆိုတဲ့ဟာကိုမင်းတို့ဘုံမာကြီးလည်းစဉ်းစားကြည့်ပေါ့နော်အာငါတို့ထောက်ခံနေတဲ့အဖွဲ့အစည်းကဒီလိုကြီးလောက်တာလားဆိုတဲ့အတွေးလေးတစ်စက်တောင်မဝင်ဘူးလားဟုတ်ပြောနော်ဒါပြီးရင်ဒါရဝန်းသားတိပဲဖြစ်ဖြစ် A5 ပဲဖြစ်ဖြစ်သူက 23mm ကန်နွန်ပါတယ် အဲ80 mm 90 mm rocket တွေပါတယ်ပြီးရင်ဒါပေါင်900ဘုံဆိုရင်သူက၄လုံးလောက်တင်ဆောင်နိုင်တယ်အဲ့ကြအဲ့လိုမျိုးအနေထားကြီးနဲ့ကျဲရလောက်အောင်ဒီနေရာကမင်းတို့ကိုဒါလုံးဝပေါ့နော်ဟိုပြန်ပြီးတော့တိုက်နိုင်မဲ့အင်အားရှိတဲ့နေရာလားပေါ့နော်ဒီပရိယတိစာတင်တိုက်ဆိုတာက PDF စကန်လည်းမဟုတ်ဘူး TNL စကန်လည်းမဟုတ်ဘူးဒါလုံးဝအပေါ်ကနေကြည့်မယ်ဆိုရင်တော့မှဒီအဆောက်အဦးကိုကြည့်လိုက်တာနဲ့ဘုံကျဲတဲ့မသိတိတဲ့အဆောက်အဦး အဲ့လိုနေရာမျိုးကိုမင်းတို့ရဲဆက်ဆက်လုပ်တယ်ပပဆက်ဆက်ဘုံကျဲပစ်တယ်ဗောနော်အဲ့တော့ဗဇက်ကနေတာမျိုးပါတာသာသနာလို့ပြောနေတာတကယ်တကယ်မြေပြင်မှာဒီရန်တန်ကားတွေကိုဒီကောင်လေးကြီးတတ်နေတာအဲ့တော့မင်းတို့ထောက်ခံပါလေဆိုရအဖွဲ့စည်းကဘာလဲမင်းတို့သိတယ်မြည်ဗောနော်ပြီးတော့ဒီကိစ္စကလည်းဒီတိုင်းတော့ပြီးတော့မှာမဟုတ်ဘူး DNA လေးကလည်းဒီတိုင်းတော့ငြိမ်နေမှာမဟုတ်ဘူးကြည်နေမှာမဟုတ်ဘူးဗောနော်အဲ့ပြီးတော့အဲ့လိုလှုပ်လိုက်ခြင်းအဖြစ်စစ်တပ်ဘက်ကကောင်တွေအဲစစ်တပ်ထောက်ခံတဲ့သူတွေပြင်ဒါစစ်တပ်စစ်တပ် ကောဗောနော်မြောက်လိုက်စစ်တပ်ကော ဟိုစိုးစိုးဝါးအခြေအနေမျိုးတို့ရင်ဆိုင်ရအောင်ပါတေချာတေချာပေါက်ကိုရင်ဆိုင်ရမှာတို့ရဲ့အတွင်းမှာတော့အဲခုနလိုပေါ့နော်ဒေါ်လာရင်းတက်ဖွဲ့တွေတင်ထားတဲ့နေရာတွေကိုခုလိုမျိုးဘုံကျဲပလိုက်မယ်တိုက်ခိုက်ပလိုက်မယ်ဒီလိုလှုပ်လိုက်တာနဲ့အောက်မှာရှိတဲ့ဒါပြည်သူကဒေါ်လာရင်းတက်ဖွဲ့တွေကိုဖိအားပေးလိုက်မယ်ပေါ့နော်နင်တို့ရှိလို့နင်တို့ဒီလိုမျိုးတွေတိုက်ပွဲတွေလှုပ်လို့ဘာလို့ခုလိုမျိုးစစ်တပ်ကဘုံကျဲခံရတာဒါမျိုးပုံစံမျိုးတို့ရဲ့ရည်ရွယ်ချက်ကရန်တိုက်ပေးခြင်းလားဒါမှမဟုတ်အဲ့လိုလှုပ်လိုက်ခြင်းအားဖြင့်အဲခုနလိုပေါ့နော်ဒီလိုမျိုးဘုံကျဲလိုက်တာတွေတက်ဖြတ်လိုက်တာတွေကအသက်တွေခံတာတွေပစ္စည်းဥစ္စာတွေပဲ ်ဖြစ်ဖြစ်သွားမယ်စိတ်ဓာတ်ကိုတော့ရိုက်ချိုးလို့မရအောင်အဲ့ဒီစိတ်ဓာတ်တွေကပဲမင်းအောင်လိုင်တို့ဒါအုပ်စုတွေကိုပြန်ပြီးတော့ရေဆုံးမြေဆုံးထိလိုက်ပြီးတော်လံမဲ့စိတ်ဓာတ်တွေပြန်ဖြစ်သွားလိမ့်မယ်အခုဒီဥစ္စာတွေကပဲနာကြီးစာတွေဖြစ်လာမယ်ခွန်အားတွေဖြစ်ပြောင်းလဲမယ်ပြီးရတယ်အဲ့ဥစ္စာကိုတိုက်ပွဲဝင်တဲ့နေရာတွေမှာပြန်သုံးချပြီးမင်းကိုစီစီညံ့ညံ့ကြည့်အောင်ပြန်ပြီးတော့ချိန်မုံးမယ်ဒါတိုက်ပွဲဝင်နေဖြစ်လာလိမ့်မယ်ဗောနော်ပြီးတော့ကျတော့ဒီမင်းအောင်လိုင်အနေနဲ့အခုနောက်ပိုင်းအဲ့ရမျိုးတွေပို့လောက်လာတယ်သူဒီပထွေးအာကိုနဲ့ဗောနော်ဒီရုရှားသွားပြန်လာပြီးရဲ့နောက်ပိုင်းမှာ ကြွေးကြော်တာတွေရှိတယ်ချိန်ချောက်တာတွေရှိတယ်အခုလိုမျိုးလှုပ်ရက်နဲ့ပေါ့နော်ဘဘဆက်ဆက်လှုပ်ပြတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်အဲကြအဲ့လိုမျိုးဟာမျိုးတွေကိုကျွန်တော်ကရှစ်ဆက်တော့ချက်ခံနေရမှာမျိုးရှိတယ်ဘာမှမလုပ်ရင်တော့ခံနေရလိမ့်မယ်မပြောချင်တာကျွန်တော်အားလုံးပါဝင်တဲ့နဲ့တော်လိုက်ရေးဆိုပြောချင်တယ်ကျွန်တော်ဂျားနေတယ်နေလို့မရတော့ဘူးပြီးတော့ငေါ့နဲ့မဆိုင်ဘူးဒါနိုင်ငံရေးပဲငါနိုင်ငံရေးနဲ့မပတ်သက်ဘူးဆိုပြီးတော့လည်းမရတော့ဘူးဒါဟာနိုင်ငံအရေးပါဆိုတဲ့ဟာမျိုးတွေကိုကျွန်တော်သိဖို့လိုလာပြီအဲ့ဒီနိုင်ငံအရေးမှာငါတို့လက်တက်နိုင်တဲ့လောက် တရောင်းတင်နေရကနေပါဝင်မှဖြစ်တော့မယ်ဒီနိုင်ငံမှာဒီစစ်တပ်ကမရှိတဲ့စစ်တပ်မအားလို့တကယ်လိုအပ်နေတဲ့စစ်တပ်တစ်ခုဖြစ်လာဖို့အတွက်ကိုမအားလို့ဝိုင်းဝန်းပြီးတော့ပံ့ပိုးပေးဖို့လိုတယ်စ조사ပေးဖို့လိုတယ်ဆိုရဲစိတ်တွေနဲ့ပါဝင်လာဖို့ရည်ကြီးနေပြီမင်းအောင်လည်းကတော့ဆုံးထိရုံပါပါဟုတ်တယ်ညင်အော်မနေ့ကဒီဟိုဟာလေးလဲဒီဗီဒီယိုဖိုင်လေးလဲကြည့်လိုက်ရတယ်ဗောနော်နောင်ချိုမာဒီဟိုဟာကိုစေရနနာပရိယတိစာတဲ့နိုင်ကို ဒါလင်းရအနှိမ့်ပြန်ပြီးတော့မှာပေါ့နော်တကယ်ရရချက်ရှိရှိကိုကိုတော့တဲတဲကွက်ကွက်မြင်ရတယ်အနှိမ့်ပြန်ပြီးဆိုနေရရချက်ရှိရှိကျဲသွားတာပေါ့နော်ဒါလီဒက် CDN တူကလည်းပြောထားတယ်အပေါ်ကနေအောက်ကိုမမြင်ရတဲ့အကြောင်းမရှိဘူးအကြောင်းမရှိဘူးအကြောင်းမရှိဘူးဆိုတော့ဟာလဲရှိပြီးသားဆိုတော့ဒါတမင်တကာဦးကိုဟိုရုံမာတယ်ဟိုကြေကွဲတော်တော်ဟိုစိတ်စိတ်ပြက်စရာကောင်းတယ်ပေါ့နော်စိတ်ပြက်စရာကောင်းတဲ့လုံးလုံးရဖြစ်တယ်ပေါ့အဲ့တော့အဲ့မှာဆိုလို့ရှိရင်ဒါဟို ကိုရင်ပတပားပါလဲဥစဉ်ပတပားပါလဲဆိုတော့တော့မှဒီဆောင်းလေးတွေနဲ့အုပ်ထားတဲ့ဟာကိုလိုက်ပြီးတော့မှဟိုမျက်နှာလေးမျက်နှာလေးလိုက်လှမ်းကြည့်ဒါကိုရင်ဒါဥစဉ်ဆိုပြီးတော့မှလိုက်ခွဲရတဲ့အနေထားမျိုးတီဟို ဖြစ်သွားတာပေါ့နော်အေးစေးသေးတော့မဟုတ်ဘဲနဲ့အေးစေးသေးဒီဟွာတွေဇာပနာလုပ်ဖို့ဘာညာအထိအစင်အစင်ကိုမပြေတော့တဲ့အနေထားမျိုးရောက်သွားတယ်ပေါ့အဲကြောင့်တို့ပထမအခါပြောခဲ့တယ် JOC ပေါ့ JOC မှာ तू ကလူစုလူဝေး တွေ့တဲ့နေရာကိုပေါ့နော်လူစုမှုရေးတွေ့တဲ့နေရာကိုပြင်မှတ်သဘောထားတဲ့အပေါ်ကနေစစ်ကောင်စီကဘယ်လိုပြောရမလဲကင်းထောက်ကြည့်တယ်ကြည့်ပြီးတော့မှဒီနေရာမှာလူစု လူဝေးလုံနေတာတွေ့တယ်လူစုလူဝေးမှာဒီဟိုယောက်ျားလားမိန်းမလားဆိုတဲ့ဟာတီးတန့်တိတ်ပြီးတော့မခွဲခြားနိုင်ဘူးသူတို့ပြောပြောပြတဲ့ပုံစံရပါတော့အတိတ်မခွဲခြားနိုင်ဘူးဒါပေမဲ့လူစုဝေးနေတယ်ဆိုလို့ရှိရင်ဒီချိန်မှာလူစုဝေးနေတယ်ဆိုရင်အန်ရအရန်များတယ်ပေါ့နော်အန်ရအရန်များတဲ့အတွက်အဲ့ဒီလိုမျိုး မင်္ဂလာဟိုတခါမြိုင်မှာဖြစ်တဲ့မင်္ဂလာဆောင် PDF မင်္ဂလာဆောင်ကိစ္စမျိုးပေါ့ဒီလိုမျိုးတွေနာရေးပဲဖြစ်ဖြစ်တာရေးပဲဖြစ်ဖြစ်လုံးမယ်ဆိုလို့ရှိရင်လည်းနည်းနည်းလူစုခွဲပြီးတော့မှလှုပ်တဲ့ဟာမျိုးပေါ့နော်မဖြစ်မနေလှုပ်ရမယ်ဆိုရင် လူစုခွဲတာမျိုးလူရင်းအအနေဆုံးနဲ့လှုပ်တာမျိုးပြီးလူဝင်လူထွက်အရန်မများအောင်လို့လှုပ်တာမျိုးလေးစင်ညင်စေးခြင်းတယ်ပေါ့နော်ပြီးဘာပဲဖြစ်ဖြစ်ဘယ်နေရာပဲဖြစ်ဖြစ်အမြဲတမ်းပြောတဲ့ပြောခဲ့မှုတွေထဲမှာပါတယ် စစ်ဆိုတာကတလင်းပဲရှိတယ်စစ်တလင်းပဲရှိတယ်စစ်ပရိသာဆိုပြီးတော့ပြောခဲ့တာဘယ်သူမှမရှိဘူးပေါ့နော်စစ်တလင်းပဲရှိတယ်စစ်က तू ကစစ်ပွဲဖြစ်ပြီးွားရင်အဲ့နေရာကဟိုအကုန်လုံးစားပွေးနေရရောလမ်းမဆက်တွေ့ရရောပြီးရင်စိုက်ပျိုးမွေးမြူရအကုန်လုံး तू ချွတ်ချုံကြတဲ့အနေထားမျိုးတွေရောက်သွားတာဘာဖြစ်လို့နှစ်ဖက်တိုက်ခိုက်ကြတာဖြစ်တဲ့တွေအဲ့တော့ကိုနေရာကတနေ့နေ့တစ်ချိန်ချိန်မှာအခု ASD နေပြီမဲ့ကိုနေရာတနေ့နေ့တစ်ချိန်ချိန်မှာရောက်လာမှာဖြစ်တယ်ရောက်လာမှာဖြစ်တဲ့အတွက်ဘုံခိုခြင်းဘုံခိုခြင်းလှုပ်တင်တယ် တာမန်ရှိမှာဒီလိုနေရာမျိုးဆိုတော်လိုက်တက်ပွဲထိန်းချုပ်ထားတဲ့နေရာမျိုးမထိန်းချုပ်တဲ့နေရာမျိုးကကြိုတပြင်ဆင်ထားနေတယ်ထိန်းချုပ်ထားတဲ့နေရာမျိုးဆိုရင်အပြင်ကိုထွက်ပြီးတော့မှအုပ်ချုပ်မှုကိစ္စလောက်တာဥပမာထမင်းချက်တာတို့ဘာတို့တဲ့နဲ့တင်ရနေတင်ကူးတန်းသွားလာတာလို့တနေရနေတနေရကူးတန်းသွားလာတာတို့ဒါမျိုးလောက်ကိုပဲလမ်းပေါ်မှာမြေမြေကြီးပေါ်တက်တဲ့နေပေါ့နော်ကျန်တဲ့ချိန်မှာကျင်းနဲ့ကျင်းကိုလည်းတေချာ ခိုင်ခိုင်မာမာတူးပြီးတော့မှ line ပေါ်မှာလည်းဒီကျင်းတူးတဲ့ပုံစံတွေရှိပါတယ်ဒါခိုင်ခိုင်မာမာတူးပြီးတော့မှနေတဲ့ညဘက်ဆိုရင်အဲ့တဲ့ဟုတ်ကိုဝင်အိတ်တင်တယ်ဒါဟိုလုံးဝကိုလုံုံနေကြီးလေးอ่ะအေးအေးဆေးဆေးအိတ်လို့ရတဲ့အနေထားမျိုးဖြစ်အောင်သူကဘန်ဂါကိုလည်းတခြားတူးပြီးတော့မှဘုံခိုချင်းပေါ့နော်ဘုံခိုချင်းစကားစကားလှုပ်ထားတယ်စကားသားတက်ထဲမှာစကားသားနဲ့နီးစက်တဲ့လူတွေဆိုရင်တည်တယ်စကားသားတက်ထဲမှာကလိုင်းငန်းနဲ့အနီးဆုံး ဥပမာနိုင်ငံ6ခန်းတွဲရှိတယ်၄ခန်းတွဲရှိတယ်ဘယ်နှလုံးရှိလဲလူကြီးဘယ်လောက်ရှိလဲတက်ပြီးတော့အဲ့ဒီဟာကိုသူကဝင်ဖို့အတွက်ဝင်လန်းရဲ့အဲ့ဒီကနေဆင်းဆင်းပြေးပြီးတော့မှဆက်သွေးကြီးမြောင်းနေရနေဆင်းပြေးပြီးတော့မှသူကဟွာတဲ့ကိုဘုန်းခိုခြင်းတဲ့ကိုဘာဖြစ်လို့လဲဆိုတော့သူကနောက်တန်းဌာနချုပ်တွေကိုသူတို့ရဲ့ဌာနချုပ်တွေကိုဝင်တိုက်ခိုင်းရပြီဆိုရင်ရန်သူမိမိမခွဲကြတော့ဘဲနဲ့မိမိကဘုန်းခိုခြင်းနဲ့ဝင်လိုက်မြေကြီးပေါ်မှာရန်သူပဲကြံနေအဲ့ဒါကိုသူက လေရင်နဲ့ကျဲမယ်ဆိုရည်ရွယ်ချက်နဲ့ဒါအာနာမသိငင် ကာလကလေးကဘုန်းခိုခြင်းမိသားစုဘုန်းခိုခြင်းဆိုပြီးတော့မှကြိုပြီးတော့တူးခဲ့တာရှိတယ်ရည်ရွယ်ချက်ရှိရှိတူးခဲ့တာပေါ့နော်အဲ့တော့ပြည်သူလူထုအနေနဲ့လည်းဒါလေးကိုဘာမှပင်မန်းတဲ့အရာမဟုတ်ဘူးပေါ့နော်တနေ့နည်း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 တူးရင်းနဲ့ကိုအားတဲ့အချိန်လေးမှာ တူးပြီးတော့မှကိုမိသားစုရဲ့လုံးညုံရင်းကိုကိုယ့်အကိုဂယုစိုက်စေခြင်းနဲ့ဆိုတာပြောနေတာပေါ့ပြီးရင်စစ်တပ်ကတော့ဒါအမြဲတမ်းဒီကတော့ရုံမာနေမှာပဲဟုတ်ဆိုသူတို့မြန်မာစကားပေါ်နေတဲ့ညအစင်းသားတွေ ဟိုတယောက်ကတော့လာပြောပြတယ်ပေါ့ကိုဟာဘုံငွေတဲ့ဒီဒီကိစ္စကတော့ဒါကြာကျနာခဲတာပေါ့ဒီကကြာနာခဲတယ်လို့ပြောအောင်လေမင်းအောင်လည်းလေကြားနဲ့လေနှိုင်းလို့ကမရဒီကနာသွားတဲ့ကြာကြီးလို့ပြောအောင်လေဘာလို့လဲ तू ကနာနေပြီတော်တော်ကိုနာနေပြီနာနေပြီဖြစ်တဲ့အတွက်ကြားလည်းမဟုတ်ဘူးကြားကြားဖြစ်ခဲ့ရင်လေဒီကြားသွားမပါတဲ့ကြားဒီပြောရရင်တော့သွားမပါတဲ့ကြားဆောက်စင်မရမယ်ဒီလူအနေနဲ့အဲ့တော့ကြားနာခဲတယ်လို့ပြောအောင်လေဇကပုံခိုင်းနိုင်ရင်လေကြားစိတ်ခါကြားသေးတယ် ဲ့တော့ခွေးနဲ့နှိုင်းရင်လည်းအဆင်ရမပြေခွေးသိခါကြသေးရတော့ဒီခွေးခွေးယူပေါ့ခွေးတော်မှာရိုးရိုးခွေးမဟုတ်ဘူးခွေးယူဖြစ်နေပြီတခင်မန်းရန်သူမန်းတကြိမ်မန်းမိတ်ဆွေမန်းမသိတော့ဘူးเนาะသူ့နာမည်ခေါ်လဲပဲမရတော့ဘူးတချို့ခွေးကနာမည်ခေါ်ရင်အမီးနှံ့သေးတယ်နာမည်လဲခေါ်လို့မရတော့တဲ့အစ်ချေနေမျိုးကိုရောက်နေပြီဒါကြောင့်မလို့ဒီလိုလှုပ်ရက်တွေကနောက်ထပ်ထပ်ပြီးတော့မှဖြစ်လာနိုင်တဲ့အကြောင်းတရားတွေအများကြီးရှိရတဲ့အတွက်ပြည်သူလူထုအနေနဲ့လည်း ကိုယ့်အသက်အန္တရာယ်ကိုကိုယ်ဆင်ញင်စေခြင်းနဲ့လို့ဒီနေရာလေးပြောချင်တာပေါ့အဲ့တော့ Wi-Fi စစ်ကတော့တနိုင်တနိုင်ငံလုံးဖြစ်မှာဖြစ်တဲ့အတွက်အခု DNN တွေရတဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အာလက်တုံပြန်လာမဲ့အနေအထားမျိုးကြီးကြီးမားမားကိုလက်တုံပြန်လိမ့်မယ်လို့ထင်မိတယ်ပေါ့အဲ့တော့ဒီနေရာတွေမှာနေရာဒေသတွေမှာနေတဲ့လူတွေကလည်းဒီဟာကိုနားမထောင်ပြဘူးဆိုလဲနားထောင်ပြတဲ့လူကကိုယ့်ရဲ့ပြည်တွင်းထဲမှာရှိတဲ့အသည့်တွေကိုလမ်းပြီးတော့မှဒီဟာတော့ဒီလိုလှုပ်ထားတင်နေကြိုးလှုပ်ထားတင်နေအိမ်မှာရှိတဲ့မြေကွက်လက်မရှိလို့ရှိရင် ကိုအိမ်အောက်အောက်မှာပေါ့နော်အိမ်အောက်ထပ်မှာတူးပြီးတော့မှတခုခုဝင်ပေါက်ကိုအသေးအတတ်နိုင်ဆုံးအသေးဆုံးထားပြီးရမှာကိုအိမ်ထဲကိုဒီအောက်မြေကြီးထဲဝင်ပြီးတော့မှရုတ်တရက်ဆိုလို့ရှိရင်ဘုံသီးတံခံနိုင်တဲ့အနေအထားမျိုးတူးပြီးတော့မှဒါမင်းအောင်နိုင်ရုံမှမှုကိုအသက်အန္တရာယ်နေရှောင်ရှားဖို့တဲ့ကျွန်တော်တို့အနေနဲ့အကြံပြုရင်းနဲ့ဒီစကဝိုင်းလေးကိုညီကုန်းချုပ်ပါလေဗျအားလုံးပဲကျေးဇူးတင်ပါတယ်